အားလုံးပဲမင်္ဂလာပါမြန်ခရစ်တန်နေပြန်ပြီးတော့ကျေးဇူးပါတယ်ကျွန်တော်တို့ခုဖြစ်ပါတယ်ကျွန်တော်ဒီပုဒ်တွေမှာတော့ Binance ကနေပြီးတော့ Holder Airdrop ပေးထားတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် Binance ကနေပြီးတော့ Dealer ထဲမှာနောက်ဆုံး Holder Airdrop တစ်ခုလာခဲ့ပြီဖြစ်ပါတယ် Holder Airdrop ကိုသွားဖို့အတွက်ဆိုရင်ကျွန်တော်တို့ Moray က Launch Pool ဆိုတဲ့နေရာလေးကိုရောက်အောင်သွားရမှာပါဒီနေရာကိုရောက်ပြီဆိုရင်ကျွန်တော်တို့ Holder Airdrop ဆိုတဲ့ခေါင်းစဉ်အောင်မှာ Sofon ဆိုတဲ့ Token ကို Airdrop ပေးထားတာတွေ့ရမှာဖြစ်ပါတယ်ရှေ့တုန်းကမှကျွန်တော်မကြသေးခင်မှာ Hidden ရဲ့အကြောင်းကိုဗီဒီယိုတစ်ပုဒ်လုပ်ပေးထားတယ်ပေါ့နော် ်အခုတစ်ခေါက် sofon ဆိုတဲ့ token ကိုဆက်ပြီးတော့ပေးတာဖြစ်ပါတယ် airdrop ပေးသွားခဲ့တဲ့ date ကတော့28ရက်နေ့မှာပေးသွားခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီ28ရက်နေ့မှာပေးတဲ့ airdrop ကိုဘယ်ချိန်မှာ snapshot ယူသွားခဲ့တာလဲဆိုတော့၅လပိုင်း14ရက်နေ့ကနေပြီးတော့၅လပိုင်း18ရက်နေ့ကြားထဲမှာကိုစီမှာရှိနေတဲ့ BNB ပမာဏတွေကို snapshot ယူသွားခဲ့တယ်။အဲဒီ snapshot ယူသွားခဲ့တဲ့ BNB ပမာဏအနည်းများပေါ်မူတည်ပြီးတော့ AirDrop token တွေကိုအလကားပြန်ပေးတာဖြစ်ပါတယ်။ ဆိုတော့ဒီမှာရှိနေတဲ့ BNB တွေကဘယ်ထဲမှာရှိနေတဲ့ BNB တွေလဲဆိုတော့ကျွန်တော်တို့ဒီ N က simple N နဲ့မှာထည့်ထားတဲ့ BNB တွေဖြစ်ပါတယ်။ပုံမှန် spot ထဲမှာခြင်ထားရုံနဲ့မရဘူး။ N နဲ့မှာသွားပြီးတော့ simple N လောက်ထားမှာပဲကျွန်တော်တို့ airdrop ရမှာဖြစ်ပါတယ်။ဒီ airdrop နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ဒီအနောက်က circle 30ကိုနှိပ်ပြီးရင် more details ဆိုတာလေးကိုနှိပ်လိုက်တဲ့ဆိုရင် airdrop နဲ့ပတ်သက်ပြီးတော့ announcement လောက်ထားတဲ့ page ကိုရောက်သွားလိမ့်မယ်။ဒီမှာဆိုရင်ကျွန်တော်ဒီတစ်ခေါက်လာတဲ့ cell phone က ိုရာ airdrop အနေနဲ့ပေးသွားတဲ့20ခုမြောက် project တစ်ခုဖြစ်ပါတယ်။ပေးသွားတဲ့အချိန်ကလည်းကျွန်တော်တို့ဒီ28ရက်မှာပေးသွားတဲ့ snapshot ယူတဲ့အချိန်က14ရက်ကနေ18ရက်နေ့အတွင်းမှာ snapshot ယူရဲ PMB တွေကို simple အနေနဲ့မှာထည့်ထားရလေ။ပြီးပြီဆိုရင်ကျွန်တော်တို့ဒီ PMB တွေကို hourly snapshot ယူတာဖြစ်ပါတယ်။နိုင်တိုင်းမှာ snapshot ယူပြီးတော့ average ပြန်တွက်ပြီးတော့ပေးတာကိုကဒီရက်တွေအတွင်းမှာ PMB တွေကိုထုတ်ပြီးတော့ရောင်းလိုက်တာမျိုး PMB တွေထုတ်ထားလိုက်တာမျိုးဆိုရင် ဒီ snapshot unit ထဲမှာပါမသွားတဲ့အတွက် order error ရမှာမဟုတ်ပါဘူးဒီတစ်ချက်ကိုလည်းကျွန်တော်မှတ်ထားဖို့လိုအပ်ပါတယ်အခုလောလောဆယ်မှာ sofon token ကို binance မှာစပြီးတော့ကျွန်တော်တို့ trade လုပ်လို့ရနေပြီဖြစ်တယ် trade လုပ်လို့ရတဲ့ token ရဲ့နာမည်ကတော့ soph ဆိုတဲ့တင်္ကေတနဲ့လာမှာဖြစ်ပါတယ် trade လုပ်လို့ရတဲ့ token ပဲကျွန်တော်တို့၅ခုရှိမှာဖြစ်ပါတယ်ဒါပုံမှန်အတိုင်း၅ခုပဲပေါ့နော် USDT ပါမယ် USDC ပါမယ် BNB FTUSD TRY ဆိုတဲ့ token ပဲ၅ခုကိုအသုံးပြုပြီးတော့ SOPH token တွေကိုကျွန်တော် trade လုပ်လို့ရမှာဖြစ်ပါတယ်။ဆိုတော့ Hora Airdrop နဲ့ပတ်သက်တဲ့ detail အချက်အလက်တွေကိုကြည့်မယ်ဆိုရင် token ရဲ့နာမည်ကတော့ကျွန်တော်တို့ Sofon SOPH သူ့ရဲ့ total token supply အနေနဲ့10 billion ရှိမှာဖြစ်ပါတယ်။ဆိုတော့ဒါ supply အနေနဲ့ကတော့နည်းနည်းလေးများတဲ့ထင်ပါပါတယ်။ maximum token supply အနေနဲ့ကလည်း10 billion အထိရှိမယ်။ Hora Airdrop ကိုပေးထားတဲ့ token ပမာဏကတော့150 million Sofon token တွေကိုပေးထားခဲ့တာဖြစ်ပါတယ်။ 150 million ဆိုတာကစုစုပေါင်း total token supply ရဲ့1.5%ဖြစ်ပါတယ်။ပြီးတော့နောက်ထပ်အနေနဲ့ကျွန်တော်တို့50 million SOPH token တွေကိုလည်းကျွန်တော် marketing campaign တွေနဲ့ spot listing ပြီးတဲ့အချိန်မှာပေးအောင်မယ်လို့ပြောတယ်။ SOPH token တွေရဖို့ traders တွေလောက်ခိုင်းတာမျိုးဖြစ်မယ်ပေါ့နော်။ပြီးတော့နောက်ထပ်လာမဲ့6လအတွင်းမှာလည်း150 million SOPH token တွေကိုထပ်ပြီးတော့ပေးအောင်မှာဖြစ်ပါတယ်။ဒါကတော့ပေးသွားမဲ့ပုံစံပေါ့နော်။ စာကလေးဒီ supply အနေနဲ့ကတော့ကျွန်တော်တို့20ရာခိုင်နှုန်းအထိရှိမှာဖြစ်ပါတယ်။စာကလေးဒီ supply ဆိုတာက Binance မှာစပြီးတော့ကျွန်တော်တို့ list လုပ်လိုက်ပြီးဆိုရင်အယောင်ဝယ်လုပ်လို့ရတဲ့လဲပတ်နေတဲ့ token ပမာဏကိုပြောတာဖြစ်ပါတယ်။ဒါကတော့2 billion SOPH token တွေရှိမှာဖြစ်ပါတယ်။ဆိုတော့ Sofon နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိချင်တဲ့ဆိုရင် Sofon ရဲ့ research report ကိုတောက်ပြီးတော့ဖတ်လို့ရတယ်။အခုအချိန်မှာလည်း research report ကတက်နေပြီဖြစ်ပါတယ်။အဲ့တော့ research report ရဲ့နောက်က sofon ဆိုတဲ့စာလေးကိုနှိပ်လိုက်တဲ့ဆိုရင်ကျွန်တော်တို့ sofon နဲ့ပတ်သက်တဲ့ဒီ research report လုပ်ထားတဲ့ page ကိုရောက်သွားလိမ့်မယ်။ Sofon ဆိုတာကကျွန်တော်တို့ validity layer 2 network တစ်ခုဖြစ်ပါတယ်။ zk step ပေါ်မှာတည်ဆောက်ထားတဲ့ layer 2 blockchain တစ်ခုဖြစ်ပါတယ်။ပြီးပြီဆိုရင် SOPH token တွေကိုဒီ Sofon blockchain ပေါ်မှာလုပ်တဲ့ transition တွေအားလုံးအတွက် gas token အနေနဲ့သုံးလို့ရမယ်ပြီးပြီဆိုရင် staking တို့ POS security တို့နေရာတွေမှာလည်း SOPH token တွေကိုသုံးလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုက node operator rewards အနေနဲ့လည်း SOPH token တွေကိုပေးသွားမှာဖြစ်ပါတယ် ecosystem liquidity incentive အစရှိတဲ့ token တွေအတွက်လည်းဒါ SOPH ကိုသုံးမယ်။နောက်တစ်ခုကဒီ SOPH token ကိုနောက်လာမယ့်အနာဂတ်မှာ governance တို့ bank mechanism တို့မှာလည်း SOPH ကအသုံးဝင်သွားမယ့်ပုံစံမျိုးမှာရှိတယ်။လက်ရှိအချိန်မှာဒီ project က initial seed round ကနေပြီးတော့ဗောနော်ဒေါ်လာ10.75 million အထိရထားတယ်။ဒါပေအချိန်တုန်းကလည်းဆိုတော့ match လ2024တုန်းကရထားတာဖြစ်ပါတယ်။ ါက18ရာခိုင်နှုန်းတော့ရှိတာဖြစ်ပါတယ်ကျွန်တော်စုစုပေါင်း total supply ရဲ့18ရာခိုင်နှုန်းတော့ဘလောက်ဈေးနဲ့ရောင်းခဲ့တယ်လဲဆိုတော့ကြတော့0.0075 USDT နဲ့ရောင်းခဲ့တယ်နောက်ထပ်တစ်ခုက0.005 USDT နဲ့ရောင်းခဲ့တာရှိတယ်ဒီလိုမျိုးဈေးနှစ်မျိုးနဲ့ initial c round တွေထုတ်ရောင်းခဲ့တယ်ဒီကနေ့ funding အနေနဲ့ဒေါ်လာ10.75အထိရထားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ထပ်ဒေါ်လာ60 million ကိုကြတော့ public note တွေရောင်းတာကနေပြီးတော့ရထားတယ်။ဒါကဘယ်တော့ကရောင်းခဲ့ရလဲဆိုတော့မေလ2024မှာ ရောင်းခဲ့တာဖြစ်ပါတယ်။ဒါကလည်းကျွန်တော်တို့စုစုပေါင်းတိုးတဲ့ supply ရဲ့20ရာခိုင်နှုန်းအထိရှိမှာဖြစ်ပါတယ်။ဒီမှာရောင်းခဲ့တဲ့ဈေးကိုပြန်ကြည့်မယ်ဆိုရင်0.03 USDT နဲ့ရောင်းခဲ့တာဖြစ်ပါတယ်။ SOPH ရဲ့ supply ကတော့ဒါ10 billion အထိရှိမှာဖြစ်တယ်။ ဆောက်လေဒီဆပ်ပလိုင်းကတော့ဒီ10ဘီလီယံရဲ့20%ခန့်လုံးဖြစ်တဲ့2ဘီလီယံ SOPH တွေကိုစပြီးတော့အယောင်းဝယ်လုပ်လို့ရနိုင်ပြီဖြစ်ပါတယ်။ SOPH token နဲ့ပတ်သက်တဲ့အကြောင်းအရာအသေးစိတ်တွေကိုကျွန်တော် research report မှာကိုယ်တိုင်လာပြီးတော့ဖတ်ကြည့်လို့ရတယ်။ဒီမှာဆိုရင်သူ့ရဲ့ token distribution ကိုကြည့်မယ်ဆိုရင်လည်း node operator တွေအတွက်ရောင်းထားတာက20ရာခိုင်နှုန်းအထိရှိရပါတော့။ပြီးရင် serum investor တွေအတွက်က18ရာခိုင်နှုန်းရှိရ။ပြီးပြီဆိုရင်ကျွန်တော် core contributor တွေအတွက်25ရာခိုင်နှုန်းရှိမှဖြစ်ပါတယ်။ premain နဲ့ liquidity mining reward အနေနဲ့600ခိုင်နှုန်းပေးခဲ့တာကိုတွေ့ရတယ်။ပြီးပြီဆိုရင် postmain နဲ့ liquidity mining reward အနေနဲ့က200ခိုင်နှုန်းပေးခဲ့တာကိုတွေ့ရတယ်။ liquidity ကတော့1.4%ပဲရှိမှာဖြစ်ပါတယ်။ ecosystem reserve အနေနဲ့200ခိုင်နှုန်းကျော်ရှိမယ်။ airdrop က300ခိုင်နှုန်းပေးထားတယ်။ marketing အတွက်ကတော့200ခိုင်နှုန်းသုံးမယ်။ Binance ရဲ့ holder airdrop မှာ1.5%ကို ပေးသွားခဲ့တာဖြစ်ပါတယ်။ ပြီးရင် alpha airdrop မှာလည်း1%ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ token distribution နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒါပေမဲ့ကျွန်တော်တို့ဒီ initial seed round မှာထုတ်ရောင်းထားတဲ့ token ပမာဏတွေကချက်ချင်းတန်းပြီးတော့ unlock ဖြစ်လာမှာမဟုတ်ဘူးတဖြည်းဖြည်းချင်းမှ unlock ဖြစ်လာမှာပါဘယ်အချိန်မှ unlock ဖြစ်လာမလဲဆိုတာကိုလည်းဒီမှာ token release schedule ကိုလာပြီးတော့ကြည့်လို့ရတယ်ကျွန်တော်တို့ sofon token နေ100% trap လာမဲ့အချိန်ကဒီမှာကြည့်ရသလောက်ဆိုရင်ကျွန်တော်တို့2029ဝင်းချင်းလောက်ပါပဲ 2030ဝင်ကျင်လောက်မှာပဲတရားရာဂိုင်နှောင်းလုံးအန်လော့ဖြစ်လာမှာပါဒီကြားထဲမှာတော့ဖြည့်ဖြည့်ချင်းရာဂိုင်နှောင်းအလိုက်အန်လော့ဖြစ်သွားမယ်ပေါ့နော်အသေးစိတ်ကိုဒီ page မှာလာပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ် Hora Aero မှာလိုချင်တဲ့သူတွေကဘာမှ trick trick ဒူးဒူးလုပ်စရာမလိုပါဘူးကိုမှရှိနေတဲ့ BNB တွေကို simple and နဲ့မှာ lock flexible တခုခုထည့်ထားရုံနဲ့တင်ရမှာဖြစ်ပါတယ် simple and နဲ့မှာဘယ်လိုမျိုးထည့်ရမလဲဆိုတာကိုလည်းကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ပေးထားတာရှိတယ်မကြည့်ရသေးတဲ့သူတွေရှင်သွားပြီးတော့ရှာကြည့်လို့ရပါတယ် ဆိုတော့လွယ်လွယ်လေးလွယ်လွယ်လေးတင်ပေါ့နော်ကျွန်တော်ဒီကိုထည့်ခြင်းတဲ့ product ကိုရှာပြီးတော့ log subscribe လောက်လိုက်ရအောင်မယ် BNB ဆိုရင် BNB ကိုရှာ PP ဆိုရင်ဒီမှာဘာလို့လုံးမလဲပေါ့နော် flexible ဆိုရင်ကျွန်တော်တို့ကချက်ချင်းပြန်ထုတ်ရောင်းလို့ရတယ်ကိုရောင်းခြင်းတဲ့အချိန်မှာရောင်းလို့ရတာဖြစ်တဲ့အတွက် flexible ကတော့တော်တော်လေးအဆင်ပြေတဲ့အထက်မှာပါတယ် subscribe ကိုနှိပ်ပြီးရင်ကိုထည့်ခြင်းတဲ့ပမာဏကိုရေး confirm နဲ့ဒါပဲပေါ့နော်လွယ်လွယ်လေးဥပမာ log အနေနဲ့ထားခြင်းတဲ့ဆိုရင်15ရက်ဆိုရင်15ရက်ရက်30ဆိုရက်30 ပေးတဲ့အတိုးတွေကလည်းကျွန်တော်တို့ရန်များရများသလိုများသွားတာကိုတွေ့ရမှာပေါ့နော်ရန်နေတဲ့ flexible ဆိုရင်တော့ဒါအ ਨੇ ဆုံးအနေနဲ့ပေးထားတာကိုတွေ့ရတယ်ဒီလိုမျိုးကိုထည့်ခြင်းနဲ့ရက်အပိုင်းချအလိုက် log ပဲဖြစ်ဖြစ် flexible ပဲဖြစ်ဖြစ်ထည့်ထားရုံနဲ့တင် horror agent မှာလာသမျှ token တွေကို reward ရမှာဖြစ်ပါတယ် okay ပါဒါဆိုရင်တော့ video လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံးပဲ trade တိုင်းမြင်ကြပါစေခင်ဗျာ